တန်ဝေကအနေနဲ့တော့တန်ဝေကယူเสียရဆိုတာဒါတွေဟာဟိုလူရောဖြစ်ဖြစ်ဘုံကြီးရောဖြစ်ဖြစ်လက်ရှိဘဝလေးမှာကြီးနိုင်ငယ်ညင်းနေမလုံးတင်ဘူးเนาะကြီးနိုင်တယ်သူများမြေခုံပေါ်စင်ကြံလျှောက်ပြီးတော့ဟိုငါးသားလည်းရင်ဆိုတဲ့မျိုးငါးမိသားဆိုတဲ့အများခုခေတ်ကြီးမှာဟိုမေတ္တာတရားထားတဲ့နဲ့ကုသိုလ်တရားကိုများများပြုတည်တယ်ဘာလို့ဆိုတော့နေ့မြညာပြောက်လေအခုတည်တဲ့အထဲမှာတထေးတွေလည်းအများကြီးပါတယ် ဒီ view file လေးကိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေတချို့တွေ့မြင် ပြီးကြပြီလို့တော့ထင်မိပါတယ်ဒီဖွာတောင်ရောက်အသက်ရှင်စွာနဲ့ပြန်လွတ်လာတော့ပေါ့ဗျာတတိရှိတာကိုတော့တကယ်ကိုမှရှိကျူးမိပါတယ်တကယ်လို့များပြန်မထွက်လာနိုင်ခဲ့ပဲနဲ့တို့တင်ထားတဲ့ဒီ view file လေးပဲကျွန်တော်တို့ကြီးခွင့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေအားလုံးစိတ်မကောင်းဝမ်းနဲ့ကြည်ခွဲရမှာတော့အသေးချာပဲဗျာမတိမပြောင်းတဲ့ဒံရကြီးကြီးမားမားမရတာကတော့အဖွားနဲ့မြေးတွေရဲ့မိသားစုကုသိုလ်ကံပဲလို့ပြောလို့ရတယ်ပေါ့နော် အသက်ရှင်ပြီးတော့ပြန်မထွက်လာနိုင်သေးတဲ့သူတွေတယ်။မြောက်ခမ်းထဲမှာဘလောက်တောင်အများကြီးပြိမိနေမလဲဆိုတာကိုတွေးမိတိုင်းရင်ထဲမှာမကောင်းဘူးဗျ။ဘလောက်တောင်မှသူတို့တွေကြောက်လန့်နေကြမလဲပေါ့နော်။တော်တော်လေးကိုမှတွေးမိတိုင်းစိတ်မကောင်းဝမ်းနေဖြစ်ရတယ်။အဲဒီပီိုလေးကတော့မိဖွားသုံးယောက်ပေါ့နော်။ ကောင်းမွန်စွာနဲ့ပဲအပြင်ကိုဒါထွက်လာနိုင်ခဲ့တယ်ဗျကေဇေးသမားတွေကိုလည်းတကယ်ကိုမှရှိကျူးလေးစားမိတယ်ပေါ့နော်ဘာမှပစ္စည်းမပြည့်မစုံဝင်မဲ့လည်းသူတို့မှရှိတဲ့ပစ္စည်းတွေတွေနဲ့တက်နိုင်ဆုံးကြိုးစားပြီးတော့လူအသက်တွေအများကြီးကိုအချိန်မီကဲထုတ်ပေးနေတဲ့ဒါကိုမြင်တွေ့တဲ့အခါမှာလည်းတကယ်ကိုမှလေးစားဂုဏ်ယူမိပါတယ်အားလုံးလည်းဘေးအန္တရာယ်ကင်းစင်ကြပါစေလို့လည်းဆုတောင်းပေးပါတယ်ဗျာကျွန်တော်တို့ရဲ့ကဘာပေါ်မှာအင်အားကြီးမားဆုံးဟာ ်ဘယ်အရာလဲလို့မေးလို့ရှိရင်တဘာဝတရားကြီးရဲ့အင်အားပဲဖြစ်တယ်ပေါ့နော်တဘာဝတရားကြီးနဲ့ရင်ဆိုင်လာပြီဆိုလို့ရှိရင်ဘယ်အရာမှတားဆီးလို့မရဘူးဗျ။ဒါကြောင့်အခုကြုံတွေ့လိုက်ရတဲ့မြင်းကလင်ကနေပြီးတော့ကျွန်တော်တို့အတွက်သင်ကန်းစာယူစရာလေးတံဝေကရစရာလေးကိုလည်းအများကြီးကြုံတွေ့လိုက်ရတယ်။ကိုဘွားမှမကြုံတွေ့ရသေးဘူးလို့ဆိုလို့ရှိရင်လည်းဒါကကံတရားကြီးကကိုကိုကောင်းမှုကုသိုလ်တွေလုပ်ပိုင်ခွင့်ပေးထားတယ်လို့ပဲသဘောထားပြီးတော့အရင်ထက်ပိုပြီးတော့ကောင်းမှုကုသိုလ်တွေတွေလုပ်ကြပါလို့တတိပေးခြင်းပါတယ်။ ဘယ်ရာမှမတီမြဲတဲ့လောကကြီးမှာပေါ့နော်ကိုနောက်ကိုပါမှာကတော့ကောင်းမှု ကုသိုလ်ပဲဖြစ်ပါတယ်။အရာအလုံးဟာနှိမ့်မြညာပြောက်လိုမျိုးဖြစ်နေတယ်ပေါ့နော်။ဒါကြောင့်ဒီထဲမှာကိုမပါခင်မှာအကိုအတွက်အခွင့်အရေးရတဲ့အချိန်လေးမှာဖရာတရားလေးတွေလောက်ကြပါလို့သတိပေးခြင်းပါတယ်ခင်ဗျာ။အခုဒီမှာမြင်တွေ့နေရတဲ့ view file ကတော့ဆော့ဆော့ဝါမြေရောက်ခန်းထဲမှာပိတ်မိနေတဲ့မြီးဖွားအ၃ရောက်ထဲက6တန်းចောင်းသူမိကလေးကိုပေါ့နော်။ဒါအပြင်ကို ဘေးကင်းစွာနဲ့ကဲထုတ်နေတာကိုမြင်တွေ့ရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ပေါ့နော်။ဒါကဲစေးသမားတွေကိုလည်းတကယ်ကိုမှအရှိကျူးပါတယ်။သူတို့မှပစ္စည်းပြည့်ပြည့်စုံစုံမရှိပေမဲ့လည်းသူတို့မှရှိတဲ့ပစ္စည်းတွေနဲ့တက်ဆွန်ဆန်ပြားလူတက်တွေကိုကဲထုတ်ပေးနေတဲ့တကြောင်ပေါ့နော်။တကယ်ကိုမှဒီနေရာကနေပြီးတော့လေးစားဂုဏ်ယူပါလိုက်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးတဲ့ဗီဒီယိုလေးကလည်းဒီလောက်ပါပဲခင်ဗျာ။အားလုံးပဲဘေးရန်တွေကိုကင်းစင်ကြပါစေ။ကကြီးသုံးပါးမှလည်းလုကင်းကျော်လွှားနိုင်ကြပါစေဗျာ။အမှန်နီယာမှာဆိုတာတော့ဘာမှ ပြောလို့ရတဲ့အရာတော့မဟုတ်ဘူးလေကံသူ့ရဲ့ကံတရားဆိုတာလေတဘာဝဘေးဒဏ်ဆိုတာလည်းပြောလို့ရတယ်ဒါပေမဲ့တန်ဝေကအနေနဲ့ကတော့တန်ဝေကယူဆရာဆိုတာဓာရီဟာဟိုလူရောဖြစ်ဖြစ်ဘုံကြီးရောဖြစ်ဖြစ်လက်ရှိဘဝလေးမှာကြီးနိုင်ငယ်ညင်းနေမလို့တင်ဘူးเนาะကြီးနိုင်တယ်သူများမြက်ခုံပေါ်စင်ညာလျှောက်ပြီးတော့ဟိုငါးသားလည်းရင်ဆိုတဲ့မျိုးငါးမိသားဆိုတဲ့မျိုးအများခုခေကြီးမှာဟိုမေတ္တာတရား ထားတဲ့နဲ့ကုသိုလ်တရားကိုများများပြုသင်ပေါင်းဆိုတော့နေ့မြင်ညပြောက်လေအခုတည်တဲ့အထဲမှာတထေးတွေလည်းအများကြီးပါတယ်เนาะအဲကြောင့်မို့လို့လူသားကိုလူသားတယောက်လိုဆက်ဆံပြီးတော့ကုသိုလ်ဘာအပေါ်မှာဟိုအနိုင်ကျင့်တာမျိုးမဟုတ်တာလုပ်တာမျိုးလှိမ့်ပတ်လှက်ပတ်တာမျိုးအဲ့ဒါမျိုးမလုပ်ကြပါနဲ့အဲ့လိုလုပ်ရင်ကိုလို့တမရတွေဟာဘာမှတကယ်တမ်းကြောက်လေပါသွားတာမဟုတ်ဘူးကိုလုတ်တဲ့ကောင်းတဲ့ကုသိုလ်ကံပဲကိုပဲကိုပါမှာမကောင်းတာကံလို့ရင်လည်းမကောင်းတဲ့ကံပဲပါတော့အဲ့တော့ ကောင်းတာကောင်းတဲ့ကံလုံးမှာကောင်းတဲ့အကျိုးရမှာအားလုံးကိုပဲပြောချင်တာနော်ကောင်းတဲ့ကုသိုလ်ကံတွေကများများလုပ်ကြပါအကုသိုလ်ကံတွေရှောင်ကြပါအကုသိုလ်ကံကအားကြီးသွားရင်တော့ခံရမှာကွာကုသိုလ်ကံအားကြီးရင်ဒါတို့လေ7မိနစ်လောက်ချလွတ်တာမလွတ်ဘူးငါတို့လည်းအဲ့ကတည်ဆုံးတဲ့ဆရာတော်တန်ဃာတော်လေးတွေပြန်တော်မူတဲ့နေရာစစ်ပြီးလို့ငါ7မိနစ်လောက်ပဲရှိသေးတယ်